လူတယောက်ကိုကိုနဲ့နှစ်ပေသုံးပေအခွာလောက်ခရေကအဲ့လိုရဲ့ဒီလိုလက်ကလေးလှုပ်နေတာကိုမြင်မိွားတဲ့ဟိုဟာဒီလူရဲ့အချင်းစရိုက်ကာရက်တာကိုလက်ပုံစံကိုကျွမ်းကျင်တဲ့သူတွေကဟောပြောနိုင်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်။ဆီယမ်မဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရလက်တန်းလေးတွေအကြောင်းဖြစ်ပါတယ်။ လူတယောက်ကိုကိုနဲ့နှစ်ပေသုံးပေအကွာလောက်ခရေကအဲ့လိုရဲ့ဒီလိုလက်ကလေးလှုပ်နေတာကိုမြင်မိွားတဲ့ဟောဒီလူရဲ့အချင်းစရိုက်ကာရက်တာကိုလက်ပုံစံကိုကျွမ်းကျင်တဲ့သူတွေကဟောပြောနိုင်ပါတယ်ရှင်လက်သန်းဆိုတာလူတယောက်အတွက်ကိုအရှမ်းအရေးကြီးတယ်ကာရက်တာလူတွေရဲ့ကာရက်တာအပိုင်းဆိုင်ရာနဲ့အပြောအဆိုပိုင်းဆိုင်ရာကို အကြီးအကျယ်တင်ပြနေတဲ့လက်ချောင်းလေးတစ်ခုပဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ကာလမှာလက်ညှိုးအချောင်းပြောသွားတယ်လွန်ခဲ့တဲ့6လလောက်ကရှိမယ်လက်မအကြောင်းပြောပါတယ်အခုပြောချင်တာလက်တန်းလေးတွေအကြောင်းပြောပြချင်တယ်လက်တန်းမကောင်းလို့ရှင်ဒီလူကလာရလူလိမ်မယ်လက်တန်းကိုအမိပြုတ်ပြီးွားတော့ လောင်ကစားမှာဖြန်ချလောက်တတဲ့သူတွေစီးပွားရေးလောက်တဲ့အခါမှာဗဇက်ကမိုးပြောချိုးပြောပြောတတ်တဲ့ပွဲစားပွဲဆိုးတွေပေါ့နော်အဲ့လိုလူမျိုးတွေသူတပောင်းအကောက်ကြံတဲ့နေရာမှာအိတ်စပတ်ဆရာလောက်တတဲ့သူတွေရဲ့လက်တန်းပုံစံဆရာလောက်တတာတော့လည်းမဖြစ်လက်တန်းနေရာဒီလိုမျိုးတပြောင်းနေသွားတယ်ဆိုတာနည်းနည်းလေးအတွင်းဘက်ကိုနည်းနည်းလေးရှိုင်းပြီးကောက် အဲ့ဒါမျိုးဆိုတိတ်တိတိထားရမယ်ဒီလိုမျိုးလက်တန်းရယ်ပထမအစ်စ်မမဒီဘက်ကိုဒီလိုရှိုင်ပြီးတော့ကောက်နေတဲ့သူတွေဒီလိုမျိုးလက်တန်းကောက်ကောက်တင်မြင်မူးလားဟိုဆရာမပြောချင်တဲ့အထင်မှာတော့လေတခုခုထိခိုက်မတော်တဆရမှာတော့ငငယ်တော့လက်ကိုဟွာနဲ့လှုပ်ထားလို့လက်ကဆက်တည်တဲ့ခလေးတွေကငငယ်တော့အလုံးဝင်သားလို့ဆက်တည်တဲ့လက်ထဲမိလို့လက်ကျိုးဝါလို့လက်ဆက်ထားတာလို့လက်တွေလိုဖြစ်တာတော့နောက်ပြီးတော့အယိုးတို့ပိုလီယိုတို့ဒီလိုမျိုးထိထားလို့တော့အကျော်တွေမတန်ဘူး အဲအကျော်အားနေပြီလက်ကလေးကဒီလိုဒီလိုလိမ့်လိမ့်လေးတွေဖြစ်နေရတော့ဒီလိုဒီလိုလေးတွေဒီလိုမျိုးအကျော်ယောဂါကြောင့်ဖြစ်တဲ့လူတွေရဲ့လိမ့်ပိန်ရဲ့လက်တွေကိုဆင်းမမပြောဘူးနော်လူကောင်းကိုပြောတာအဲ့လိုမျိုးလက်တန်းရဲ့ပထမအဆင့်မှာမှဒီလိုအထွေးနဲ့ကိုတစ်စစ်ဒီလိုမျိုး꿰ပြီးတော့နည်းနည်းတက်သွားမယ်ဆိုတော့အဲ့လိုကသူစီးပွားရေးမှာသူကအမိချက်အမိစာခေါင်းချက်ခေါင်းစာပဲသူဘလို့နီးနေမစိုးငွေကိုရှာတော့မှဖရားတကာပဲဖြစ်ចောင်းတကာပဲဖြစ်သူလုံး တက်ကြာကိုသူလှုပ်တော့မှာလူတွေရဲ့ညင်းနေဗီဇတွေကမပြောက်ပါဘူးတန်တရာအစအနေပါလာတဲ့ညင်းနေဗီဇတွေမပြောက်ပါဘူးဘယ်ဖျားဆင်းချွတ်တောင်ကျွတ်ချင်မှကျွတ်တာတမတ်တဖို့ရွာမှာပဲပြောက်ချင်တယ်လို့လို့ပြောက်တာဒါပေမဲ့မပြောက်ဘူးအဲ့တော့လက်တန်းရဲ့ဒီပထမအစ်စ်ကိုကဒီလိုမျိုးကိုင်းနေတာလေဒါမှမဟုတ်လက်တန်းတစ်ခုလုံးကနည်းနည်းလေးကောက်နေရတယ်အဲ့လိုလူကြီးကြောက်ဖို့ကောင်းတယ် လက်တန်းအပြင်ဘက်ကိုကားပြီးဒီလိုမျိုးကော့နေရပထမ အစ်စ်ကကော့နေရဆိုလို့ရှင်တော့ဒါပြက်တနာတော့အရင်ကတော့မရှိသူကကြတော့စကားကြွယ်တတ်တာနောက်တစ်ခုလူတွေအမှအမှန်မာတာလက်တန်းကလက်သကြွယ်ရပထမအစ်စ်ကိုမှီရမယ်တဲ့မှီရင်တော့အကောင်းဆုံးပဲတချို့စီဝါရေးသမားတွေကြတော့ကြော်နေလက်သကြွယ်ရပထမအစ်စ်ကိုကြော်နေတယ် ကြော်နေတယ်တချို့ကကြတော့လက်သွယ်ရထက်ကိုအရင်ကြီးနေနေပေါက်နေအဲ့ဒါကကြတော့လေလက်တန်းတူတာပို့တော့ဆင်မတို့လက်တန်းနေဆိုလို့ရှိရင်ပုံဖန်အတိုင်းမဲ့လက်တန်းဒါပေမဲ့ဂျိုးကုံအောက်မှာ၄တောင်းလက်ဖွာမဆက်တဲ့တကြောင်ကိုပေါက်တာကနည်းနည်းနေနေနည်းနည်းနေတဲ့အတွက်ကြောင့်မလို့လက်သွယ်ရပထမဆေးအောက်ကိုနည်းနည်းနေတဲ့တကြောင်မလို့ကိုပြောရေးဆိုရင်အပိုင်းနေမှာသူကကြတော့သူကမပြောပြတတ်တာမပြောပြတတ်တာ သူ့ရဲ့ခန်းစားချက်တွေသူ့ရဲ့အချစ်ချင်းမေတ္တာတွေသူ့ရဲ့အကြောင်းတွေသူ့ရဲ့ရင်တွင်းခန်းစားချက်သူဘလို့ချစ်တယ်သူသားသမီးကိုဘလို့ချစ်တယ်သူမိဘကိုသူဘလို့ချစ်တယ်ဆိုတာသူကမပြောပြတတ်တာဒီလက်တွေ့ရဲ့ပထမအဆင့်ကိုနည်းနည်းလေးနှိမ့်နေတယ်ဒါပေမဲ့သူကလက်တန်းလေးကတော့ရှည်တယ်ပောက်တာလေးကနည်းနည်းလေးဒီဟာရင်းနဲ့မတူဘူးဒီဟာလေးလက်တန်းပောက်တာလေးကဒီလက်တွေ့ရဲ့လက်ခလေတော့မဟုတ်အောက်နည်းနည်းဆင်းပါသွားလို့ဒီလိုမျိုးလေးနည်းနည်းလေးနှိမ့်တယ်ဒါကြတော့မဖွင့်ပြတတ်တာ တချို့လက်တန်းတွေကကြတော့အဲ့ဒီလိုမဟုတ်ဘူးเนาะတချို့လက်တန်းတွေကဒီမှာရှိရေเนาะတချို့လက်တန်းတွေကဒီနားလောက်အထိပဲပါရဲ့အရန်ဘူးတိုတိုလေးတွေပါတယ်เนาะဘူးတိုတိုလေးတွေအဲ့ဒါကကြတော့ပုံစံပြက်လက်တန်းအရှိရကောင်ကလိန်နဲ့ကောင်ကကြတော့သူကအမိကျက်အမိစာခေါင်းကျက်ခေါင်းစာသူကဖြန်းတချို့ကျဒီလိုလက်သားမိတ်ရတော်တော်လေးနေနေဟိုမှာဒီမှာလက်စစ်ကလေးရလဲလက်သန်းလေးရလဲလို့ဖြစ်နေရပုံစံပြက်လက်သန်းခိုးရတဲ့ ဘားလေးတွေ့တွေ့ခိုးတတ်တယ်လိမ်တတ်တယ်လူလိန်တို့လဲတော့မလဲဘူးသူကလက်တန်းကောက်တဲ့ကောင်ထက်တော့မလဲဘူးလိန်နာတို့ခိုးတာတို့အဲ့ဒီလိုမျိုးတွေရှိတယ်အဲ့ဒီလက်တန်းသမား နောက်လက်တန်းနေရအရန်အရှိကြီးဖြစ်နေရကြတော့သူကကျတော့ပြောတတ်တယ်တလားစီးပွားရေးလုပ်ဝါမှာလဲသူကပြောတတ်ဆိုတတ်ဘာဝင်တောင်းဝင်ဖြစ်တတ်တယ်ပေါ့နော်အပြောဟောပိုင်းလို့ပွဲစားလို့နဲ့ပတ်သက်လို့ရှင်သူကအလုတ်ကိုမှန်မှန်ကန်ကန်တိတိကျကျလုတ်တတ်တယ်ပေါ့နော်အဲ့လိုခေါင်းချက်ခေါင်းစားအမိချက်အမိစားစိတ်ဓာတ်မျိုးတော့မရှိတတ်ဘူးအဲ့လက်တန်းလေးတွေကိုကြည့်ပြီးတနာဖို့ကောင်းတာတချို့လက်တန်းတွေကိုအရှိထားထားတယ်အာပြောလို့တော့မကောင်းတာပဲပြောလိုက်ပြီနော်လက်တန်းတွေကိုအရှိထားတာလေလက်တန်းတစ်ချောင်းတွေကို အဲ့လိုလူတွေနဲ့တခုညင်ရပြုတ်ရမယ်ဆိုလို့ရှင်တော့မညင်းနဲ့တော့ဒီကောင်တည်းကလူလေတွေလူလိန်တွေလက်မတွေကိုအရှိထားရတယ်လက်တန်းတွေကိုကွက်ပြီးတော့အရှိထားရတယ်နောက်မှထားတဲ့ fashion style ဆိုတော့မပြောဘူးလက်တန်းတစ်ချောင်းတွေကိုဆွတ်ဆွဲပြပြအရှိထားရဆိုဒီကောင်ကလူလိန်နဲ့လူကောက်ပဲသူကောက်တယ်လိန်နဲ့ငါစကားနွားရပြောတတ်တယ်အချိဗီဇာအသွေးအသားထဲမှာဟာပါလာတယ်ဆီယမစီကိုဖူပန်နာစားတောက်ဆီယမှာတော့လာပို့ပေးတာ အဲ तू ကလေတလားဝေးရဲ့ဘိုင်းရဆိုတော့ तू ကပိုးကထောက်သွားအပိုးပဆန်ထက်လို့နေချင်တာပေါ့နော်ကိုကပဆန်တော့ပေးချင်တယ်ဒါပေမဲ့ तू လက်ကလေးလှက်ကြတော့အဲလက်မကြီးကလည်းအရှိကြီးလက်တန်းကြီးကလည်းအရှိဆိုစကားမပြောတော့တမန်ကတော့မဖွင့်မေးတော့အထက်ကနေအထုတ်ယူလိုက်တယ်ဟုတ်ကဲ့ဟုတ်ကဲ့ဆိုမဘိုးပဲပေးလိုက်တယ်ပေါ့လက္ခဏာပညာအကြောင်းအသေးတပန်းတာတယ်အဲ့လိုတိုတိုလေးနဲ့ပုံစံပြက်ပြီးဒီလိုမျိုးဒီလောက်လောက်ရှိရမယ့်အနေထားမှာမရှိဘဲနဲ့တိုတိုလေးနဲ့အစ်စ်တီးကလည်းလက်တန်းတွေကဘူးလို့ပြီးဆိုအဲ့ဒါတခိုးဘက်ကိုသွားပါတယ်ရှင် လက်သန်းနေလိုအပ်တာတစ်ခေတ်ကိုပိုရှည်နေတဲ့ဘာညာဆိုလို့ရှိရင်တို့ကြတော့ဒါစိတ်ကူးလေးနဲ့ပြောတတ်တယ်အပြောကြွယ်တယ်ပေါင်းဆက်တယ်သူကလိန်နာခိုးတာမပါသေးဘူးဒါတချမ်းတက်ချောင်းနေရှိမယ်တထေးရုံလေးမှလည်းပါတတ်တယ်လက်သန်းလေးကကြတော့ဒီလက်သကြွယ်ရဲ့ပထမအစ်စ်ကလေးကိုမရောက်ဘူးဒါပေမဲ့ရှည်တော့ရှည်နေကိုရီဆိုလည်းတိတ်မြောက်ချင်ဒါပေမဲ့ရှည်တော့ရှည်တယ်အစ်စ်တမမျှတာတယ်ဒါလေးဆိုလို့ရှင်တော့ဘာလဲဆိုတော့ဒါကြောင့်ကိုယ်ခံစားချက်ကိုမပြောတတ်တာမဖွင့်ပြောတတ်တာ ဒုံတိတိတွေဖြစ်ဖြစ်သားကြီးပြောတာသူတနာဖို့ကောင်းတယ်လက်သားကထားပါတော့လက်သကြွယ်ပထမအစ်စ်ကိုလည်းမရောက်ဘူးလက်သကြွယ်ထက်လည်းရှည်ချင်းရှည်မဲ့လက်သကြွယ်အောက်ကိုပဲရှည်ချင်းရှည်မဲ့အကျောင်းအားလေးလို့မဟုတ်ဘူးဒီဘက်ကိုလိန်ပြီးကောက်နေရဆိုလို့ကျွန်တော်တူတီတူဤအကျိုးစီးပွားတစ်ခုဒီကိုတာလင်ဥတီထားတယ်ဖရားတကာတငယ်ချင်းပဲဖြစ်ဖြစ်အလှအမတငယ်ချင်းပဲဖြစ်ကျောင်းတကာတငယ်ချင်းပဲဖြစ်ဖြစ် ပေါင်းငံလေးကြလို့ရှင်တော့ကြာကြာပေါင်းကြီးမှာသူ့ကြောင့်တိမဲ့သဘောမှာရှိတယ်အတ္ထာကိုမှလာပြီနော်နှလုံးလမ်းရောက်ရပါတိုနေပြီဆိုရင်တော့သွားပြီသူကတော့ဟလာငွေစေးရောင်းရရအကြီးစားတော့အပြင်းမမလှူလိုက်တာတန်းလိုက်တာအမလီငွေစေးရောင်းတာချိုးနေရပဲဟမ်လေဆောင်းလို့ကောင်းမကောင်းစကားပြောရင်လည်းချိုးနေရပဲ ဗီဇအသွေးသားတွေကအဲ့လိုဗီဇပဲပါရအောင်နော်ဒီကလုံးလုံးရောက်အတူနဲ့ပါပေါင်းဆက်သွားမယ်ဆိုပတ်ဆိုင်ရမယ်ဆိုဘာမဆိုလောက်တက်တဲ့လူစားမျိုးဖြစ်တယ်ဒါပေမဲ့သူ့ကိုသူတော့အနစ်နာခံမှာမဟုတ်သူများောပဲအနစ်နာခံမှာလက်တန်းကောက်တဲ့လူကတော့အကြောက်စရာအကောင်းဆုံးပါနော်နတန်းလက်သေးရှီထားတဲ့ဆွဆွမြဲမြဲရှီထားတဲ့လူကပေပေပီထောက်မိသွားတဲ့တကိုစားလဲတယ်ဒါပေမဲ့သူ့လဲတာကရက်ွက်အစင်ဖြစ်တယ် လက်တန်းပူးတို့တမားတို့တတကိုးတော့တကိုးပဲအဲ့ပုံစံပြက်လက်တန်းနေရရရင်ရတယ်လို့ကိုယ်အိမ်လာပြီဆိုတော့ဟိုက20ဟာတောင်းအားရှိမှာပဲလမကြီးရဲ့အရှိထားတဲ့ကြောင့်သူသူတပားကိုသူမမြင်ရတဲ့ဖက်ပိုင်းမှာလက်သေးအရှိထားတာလမလက်သေးရှိစွစဲမြဲတာသူများကသူကုတ်ချင်စိတ်ရှိတယ်သူတို့ရဲ့နှလုံးသားအသွေးအသားထဲမှာသူတပားကိုအမြင်နဲ့ကုတ်ချင်စိတ်တွေရှိတယ်သူတို့ရဲ့ကုတ်ချင်ဆွဲချင်စိတ်တွေကိုသူတို့ဖျောက်ဖျက်ထားတာ လက်သေးအရှိထားတယ်လို့ပြောတာမဟုတ်တော့လမ်းမတစ်ချောင်းနဲ့အရှိထားတယ်လို့သူတစ်ပြည့်အောင်လန်းဆရာတွေပယောဂဆရာတွေမှာမဟုတ်မဟုတ်အောင်လန်းသမားတွေမှာရှိအောက်မော်တွေပါပါသုံးတဲ့လူတွေမှာလည်းဒါကြီးရှိတယ်လေဒါလေးကတော့ဘဝတူတာလေးပေါ့နော်လက်သန်းနဲ့ပြောချင်တဲ့အကြောင်းအရာလေးကတော့စုံမလို့ဖြစ်သွားပါပြီ အဲတချို့လက်တန်းနည်းနည်းနေနေလူတွေပါ냐ဆိုတော့ပောက်တာနည်းနည်းဒီတခြားလက်ချောင်းတွေထက်ဒီလက်တန်းလေးပောက်တာနည်းနည်းလို့ဆိုရင်တော့အားပေးရတယ်ပေါ့နော်သူတို့ကသူတို့ရဲ့ခံစားချက်ကိုထုတ်ပေါ်မပြောတယ်လို့တနာဖို့ကောင်းတယ်ပေါ့နော်လူတယောက်ရဲ့လက်ကိုဒီလိုဒီလိုလာရနဲ့ကြိတ်လိုက်ရုံနဲ့ပေါ့သူတို့ကဘလို့ပုံစံမျိုးတွားမှာလဲဘလို့တစ်ဖက်သားနဲ့ပေါင်းသစ်ဆက်ဆံရမှာဘလို့ သမားမျိုးလဲဆိုတော့ဒီလိုလက္ခဏာကြည့်မှမဟုတ်ဒီလက်ပုံစံนี่ကြည့်ပြီးရတယ်ကိုသိနိုင်တယ်။ဒါလေးကိုဘုသူတာဖြစ်ပြောပြရခြင်းဖြစ်ပါတယ်။အားလုံးပဲချမ်းမှချမ်းသာဘေးပြာဝေးကွာပြီလူလိန်လူကောက်လူဖြင်းလူညံ့လူတိန်လူနှွဲလူတိန်လူဖြင်းနေရဲ့ဘေးအန်နေကိုကိုမိတ်ဆိုးဆွေဆိုးတွေလာပြီးဆက်နွယ်ပတ်သက်တဲ့အနေမှာကင်းဝေးကြပါစေလို့ဆုတောင်းမေတ္တာပို့သပေးလိုက်ပါတယ်ရှင်။အားလုံးပဲနှလုံးစိတ်ဝမ်းချမ်းမှချမ်းသာဘေးပြာဝေးကွာကြပါစေရှင်။